ဘာရသမီးတို့မင်္ဂလာပါ။ဒီချဲအခုသင်ကြားပေးမယ့်သင်ခန်းစာလေးကတော့အခန်း၁အတ္တလက္ခဏာသိမှတ်စရာဘီးနဲ့တွဲကြမှာတိအပိုင်းငါဆန္ဒလာရာသည်ပွဲတော်လေးများအကြောင်းပဲဖြစ်ပါတယ်ကွယ်။ဒီသင်ခန်းစာလေးကိုသင်ကြားရခြင်းအဖြစ် သားရိုသမီးတို့ဟာဆန္ဒလာရဲ့အမိနဲ့ကျင်းပဖြစ်တဲ့ပွဲတော်လေးတွေရဲ့အမိများကို တွဲဖက်ပြီးသိရှိလာမှာဖြစ်ပါရဲ့ကွယ်။ကလီရူရီတီချဲရူနိုင်ငံရဲ့နှစ်တစ်နှစ်မှာမြန်မာလဘဏ္ဍလရှိလေသိကြလား။စဉ်းစားကြည့်ကြရအောင်နော်။ဟုတ်ပါရဲ့တီချဲရူနိုင်ငံမှာမြန်မာလပေါင်းဆန္ဒလာရှိပါရဲ့ကွယ်။ကဲ အဲ့ဒါဆိုရင်အခုသားတို့သမီးတို့ရဲ့ဖတ်စာအုပ်ထဲကပထမအဆုံးရုပ်ပုံလေးကိုကြည့်လိုက်ကြရအောင်တကူးလာတကြံပွဲပုံထဲမှာဘာလေးတွေမြင်ကြလဲသားတို့သမီးတို့ရေဟုတ်ပါတယ်ရေရေပတ်နေကြပါတယ်ဒါလေးကတချေတို့မြမလူမျိုးတွေရဲ့ရိုးရတကြံပွဲကျင်းပနေပုံလေးဖြစ်ပါတယ်တကူးလာမှာဒီပွဲတော်လေးကိုကျင်းပလေးရှိပါတယ်ကွယ် ကဲဒုတိယရုပ်ပုံလေးကိုကြည့်လိုက်ပါအောင်ကဆုံလာညောင်ရီသွန်ပွဲကဆုံလာမှာဆိုရင်တော့တီချယ်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာဗုဒ္ဓမြတ်စွာဘုရားပွင့်နဲ့ဘောရီညောင်မင်းကို အမွှေးနဲ့သားရည်တွေနဲ့ပတ်ဖြန်းပြီးတော့ပူဇော်ကြရေအဲဒါကြောင့်ကဆုံလာညောင်ရီသွန်ပွဲလို့ခေါ်ဆိုရခြင်းဖြစ်ပါတယ်ကွယ် နောက်ထပ်ရုပ်ပုံလေးကို ကြည့်လိုက်ကြရအောင်။နေုံလားစာပြန်ပွဲ။ကလေးတို့ရေနေုံလားမှာဆိုရင်တော့လေယဟန်တန်ဃာရီဟာဖျားဟောတရားတော်တွေကိုကြက်မှတ်ပြီးစာမီးပွဲတွေဖြည့်ကြရတယ်။ဒါကြောင့်တိချေရိုးကနေုံလားစာပြန်ပွဲလို့ခေါ်ဆိုရခြင်းဖြစ်ပါတယ်ကွ။နောက်ထပ်ရုပ်ပုံလေးကို ကြည့်ကြည့်ရအောင်။ ဝါဆိုလာဝါဆိုပွဲကဲဝါဆိုလာမှာဆိုရင်တော့ခြေရုဗုဒ္ဓဘာသာမြမလူမျိုးတွေဟာဝါဆိုသင်္ကန်းတွေကတ်လူကြတယ်ပြီးတော့ပန်းလေးတွေခူးပြီးဝါဆိုပန်းဖြစ်နေမြက်စွာဖျားကိုကတ်လူ ပူဇော်ကြတယ်ဒါကြောင့်ဝါဆိုလာဝါဆိုပွဲလို့ခေါ်ဆိုရခြင်း ဖြစ်ပါတယ်ကွယ်နောက်ထပ်ရုပ်ပုံလေးကို ကြည့်ရအောင် ဝါကောင်လာစာရေးတက်မဲပွဲကဲဝါကောင်လာမှာဆိုရင်ရဟန်းတန်ဃာတွေကိုပစ္စည်းတွေလှူဒန်းကြပါတယ်အဲ့လိုလှူဒန်းကြတာကိုဒီချေတို့ဟာစာရေးတမဲပွဲကျင်းပတယ်လို့ခေါ်ဆိုရင်းနဲ့ဝါကောင်လာစာရေးတမဲပွဲလို့ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်ကွယ်နောက်ထပ်ရုပ်ပုံလေးကို ကြည့်လိုက်ကြရအောင်เนาะတော်တယ်လင်းလား လေပြိုင်ပွဲဒီလာမှာဆိုရင်တော့တီချယ်တို့မြမလူမျိုးတွေဟာလေပြိုင်ပွဲတွေကျင်းပကြတယ်ဒါဟာလဲရိုးရပွဲတော်တွေကတခုပဲဖြစ်ပါတယ်ကွယ်နောက်ထပ်ရုပ်ပုံလေးကို ကြည့်လိုက်ကြရအောင်တဲ့င်းကျလာမိချုံပွဲ သတင်းကျွမ်းလာမှာဆိုရင်တီချယ်တို့ရဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာစီမီလေးတွေကိုထုံပြီးတော့မြတ်စွာဘုရားကိုပူဇော်ကြတယ်မိဘုံပြန်တွေလွတ်တင်ကြတယ်မိဘုံလေးတွေမှာ စီမီတွေထွန်းကြတယ်ဒါကလည်းတီချယ်တို့ရဲ့ရိုးရာဓလေ့လေးတစ်ခုပေါ့ကွယ်နောက်ထပ်ရုပ်ပုံလေးကို ကြည့်ရအောင်တစောင်းမုံလားကချိန်ပွဲ တစောင်းမုံလာမှာဆိုရင်တော့စူပေါင်းကထိန်ပွဲတွေကျင်းပကြပါတယ်။လှူဒန်းပစ္စည်းတွေကတော့ယဟန်တန်ဃာတော်တွေအတွက်ဝတ္ထုငွေ၊ ठी ၊ဖနက်အသုံးဆောင်ပစ္စည်းတွေကို သားတို့သမီးတို့ရဲ့ဖက်စာအုပ်ထဲကပုံလေးမှာမြင်ရတဲ့အတိုင်းပဒေသပင်လေးတွေမှာချိတ်ဆွဲပြီးတော့လှူဒန်းရခြင်း ဖြစ်ပါတယ်ကွယ်။နောက်ထပ်ရုပ်ပုံလေးကို ကြည့်လိုက်ကြရအောင်။နဒေါ်လာစာဆိုတော်ပွဲ။ စာဆိုရောပွဲဆိုတာအရင်ခေတ်တွေတုန်းကတော့ရှေးလူကြီးတွေဟာသူတို့တင် जा ခဲ့ရတဲ့အသိပညာဗဟုသုတတွေကိုတဆင့်ပြန်ပြီးတော့ဝေမျဟောပြောပေးခြင်းဖြစ်ပါတယ်ကွယ်ဒီချေတို့အခုခေတ်နဲ့နှိုင်းရှင်ပြီး ပြောမယ်ဆိုရင်တော့စာပေဟောပြောပွဲတွေကျင်းပတာမျိုးဖြစ်တဲ့ကွယ်နောက်ထပ်ရုပ်ပုံလေးကို ကြည့်လိုက်ကြရအောင်ပြာတူလာမြင်းခင်ပွဲ ရှင်းမြမာတွေဟာ ပြတိုလာရောက်ရင်စစ်သူရဲကောင်းတွေက သူတို့ရဲ့မြင်းကိုကျွမ်းကျင် ပိုင်နိုင်စွာ စီးပြကြတယ်။မြင်းပေါ်ကနေဓာခုတ်လှန့်ပြစ်စတဲ့အတက်ပညာတွေကိုလှပစွာ ပြတာကြတယ်။အဲ့လိုမျိုးပြုတ်လုတဲ့ပွဲတော်လေးကိုဒီချေတို့ကမြင်းခင်းပွဲလို့ခေါ်ပါတယ်ကွယ်။ကဲနောက်ထပ်ရုပ်ပုံလေးကို ကြည့်လိုက်ရအောင်နော်။တဘို့တွေလား ထမနေပွဲတပူရဲလမှာဆိုရင်ဒေတာထွက်ပစ္စည်းတွေဖြစ်တဲ့ကောက်ညင်းဆန်စီဂျင်းနှံမြေပဲတွေကိုဒေဝကြီးရဲမှာအချိုးကျရောထည့်ပြီးမှွေကြရဲထိုးကြရဲရပြီးထွက်လာတဲ့ထမနေတွေကိုဝေမျှစားတော့ကြတဲ့ကွယ်တာယုတ်သမီးတို့ရေထမနေထိုးရဲဆိုရာတအူးတယောက်တည်းလုံးလို့မရပါဘူးเนาะ အစုအဖွဲ့နဲ့ဝိုင်းဝန်းလှုပ်ဆောင်မှသာအောင်မြင်တဲ့အလုပ်မျိုးဖြစ်ပါရဲ့ကွယ်။ကဲအခုနောက်ဆုံးရုပ်ပုံလေးကို ကြည့်လိုက်ကြရအောင်။တပောင်းလာသဲပုံစီဒီပွဲ။တပောင်းလာမှာဆိုရင်မြစ်တွေချောင်းတွေဟာရေခမ်းချောက်လူနီးပါးဖြစ်နေကြတယ်။အဲ့ချိန်မှာပဲသဲတောင်လေးတွေပေါ်လာတဲ့ကွယ်အဲ့ဒီသဲတောင်လေးပေါ်မှာဇေဒီပုံလေးတွေ တည်ပြီးတော့ပူဇော်ကြပါတယ်။အဲ့လိုမျိုးကျင်းပတဲ့ပွဲတော်လေးကိုသဲပုံစီဒီပွဲလို့ခေါ်တဲ့ကွယ်။ကဲအခုဆိုရင်သားတို့သမီးတို့ဟာမြမာလာရီရဲ့အမိကျင်းပတဲ့ပွဲတော်လေးတွေအကြောင်းကိုလည်းတိတိကျကျသိရှိသွားမယ်လို့တိချေထင်ပါတယ်။အခုသင်ကန်းစာလေးကိုဒီပါရင်ရက်ကြမယ်နော်။တိချေတို့နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်။